က်ဆက်ပေးမဲ့တဲ့တင်ကတော့ AC Milan ကိုမိုးတွင်ပြောင်းဆက်မယ်ဆိုတဲ့တဲ့တင်ပဲဖြစ်ပါတယ်။ Real Madrid ရဲ့ဂန်ဒရီသမားအဖြစ်သတ်မှတ်ခံထားရတဲ့ကိုရသမားမိုးတွေဟာ AC Milan အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရခဲ့တယ်လို့သိရပါတယ်။လာမယ့်စက်တင်ဘာလမှာအသက်39နှစ်ပြည့်တော်မဲ့မိုးတွေဟာငါးသမားဘဝမှာဆက်ရှိနေတာကြောင့် AC Milan ရဲ့ကဲလဲမှုတွေကိုလက်ခံလိုက်တာဖြစ်ပါတယ်။ မိုးတွေကို sorry နဲ့ American Major League ကလည်းအတင်းတွေကညောင်များလာတဲ့လောက်ခလာစာတွေနဲ့ကန်းလဲနေတဲ့ကြားကမိုးတွေဟာဥရောပထိပ်တန်းအဆင့်မှာဆက်ကစားနေတာကြောင့် AC Milan ရဲ့ကန်းလဲမှုကိုလက်ခံလိုက်တာဖြစ်ပါတယ်မိုးတွေဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာရီယယ်မက်ထရီနဲ့စသုံးသက်တမ်းကုဆုံးသွားပြီးမယ်။ကလပ်ကမဗလာမှာရီယယ်မက်ထရီနဲ့အတူကစားကြင်နာကြောင်းကာလာတိုစာချုပ်ထုတ်ဆိုပြီးဆက်ကစားနေတာဖြစ်ပါတယ်။ ကလပ်ကပဖလားကြိုင်ပွဲအပြီးမှာမိုတွေ့ဟာ AC မီလန်အသင်းနဲ့စာတုံးစုံတော်မှာဖြစ်တယ်လို့သိရပါတယ်ရှင်ဒီသတင်းကိုရောရင်ကျအောင်ငါပြပို့လာတာပါ